စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ကချင်ပြည်နယ်တနိုင်းမြို့နယ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဆွဲရနေရာတစ်ခုကိုစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်လို့လက်လွတ်ခဲ့ရကြောင်း KIA သတင်းရင်းမြစ်ကပြောပါတယ်မတ်လ6ရက်မနက်ပိုင်းကစစ်ကောင်စီတပ်နဲ့ မင်းစေတန်ပြည်သူ့စစ်ပူပေါင်းတပ်ကတနိုင်းလီတိုလန်ရှဒူဆုပြောအနီးမှာရှိတဲ့ဝါခါရွှေမော်က KIA တက်နေရာကိုထိုးစစ်ဆင်ခဲ့တာလို့သိရပါဗျ။စစ်ကောင်စီပူပေါင်းတပ်ကမြေပြင်အင်အားအများပြအပြင်လေရင်နဲ့ရောဒရုန်းနဲ့ပါထိုးစစ်ဆင်လာတာကြောင့် KIA စခန်းနေရာဖယ်ပစ်လိုက်ရကြောင်း KIA သတင်းရှင်းပြကဆိုပါတယ်။ဒီတိုက်ပွဲတွင်ထိခိုက်ကြဆုံးအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေသေးပါ။ KRA တပ်စခန်းနေရာလက်လွတ်ခဲ့ရမှုနဲ့ပတ်သက်ပြီး KRA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူးစီဒီနေ့ဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းမပြန်သေးပါဘူးအခုစခန်းလက်လွတ်လိုက်ရတဲ့နေရာဟာ KRA တပ်မဟာနှင့်တပ်ရင်း၁၄နေမြေဖြစ်ပါတယ်စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ကမနေ့ကမနက်ပိုင်းမှာထိုးစစ်ဆင်လာပြီးလေကြောင်းကပုံကျဲလို့ထိခိုက်မှုတချို့ရှိခဲ့ကြောင်းဒေတာရင်းသတင်းဌာနဖြစ်တဲ့ကချင် waves ကလည်းဖော်ပြထားပါတယ်စစ်ကောင်စီတပ်ဟာဗမော်မြို့တိုက်ပွဲတွင်အထိနာနေတဲ့အခြေအနေမှာ ဝါရာဇော့ဒေတာအပါဝင်ကချင်းပြည်နယ်တွင်တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကိုပါလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတာပါပြီးတော့မြจีนာပူတာအိုဆွန်ပရာပွန်ဖာကန်ဒေတာတွေမှာလည်းစစ်အင်အားဖြည့်တင်းစစ်ရေးလှုပ်ရှားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနကအသိပေးထားပါတယ်ရှင်စပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံစတာတွေကိုမထိမကိုင်နေရမပြောင်းရွှေ့ကြပါနဲ့